ငလျင်ဘေးမှာကိုညင်ရင်ခြေထောက်ထန်ရရလို့စေကုသမှုခံယူနေရတဲ့နွယ်ပိုးရင်ပိုင်ရှင်အလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေချွတ်ဆွလိုက်ပါတယ်ငလျင်ဘေးကြောင့်လူအများဒုက္ခရောက်တဲ့အချိန်မှာအနုပညာရှင်တွေနဲ့ဆယ်လီတွေကတက်နိုင်တလားကိုညင်ဘေးနေကြတာပေါင်းကိုညင်ဘေးသူတွေထဲမှာနွယ်ပိုးရင်ဆိုင်ပိုင်ရှင်အကိုကလည်းငလျင်ဘေးစားဖြစ်တဲ့အချိန်ကလေးကဇာတိုက်ဆိုတလို့လွတ်တန်းပေးနေခဲ့ပါတယ်နွယ်ပိုးရင်ဆိုင်ပိုင်ရှင်ကအလွတ်တန်းရရောသူတယောက်ပေါင်းအထင်ဆိုင်ဖွင့်ထားပေမဲ့လည်းချွတ်တဲ့သူတွေနဲ့လိုအပ်သူတွေကိုဆိုအလှူပေးသလိုကိုထောက်ပံ့လွတ်တန်းပေးတာပေါင်းငလျင်ဘေးမှာလည်းအမှန်တကယ်ငလျင် င်ဘေးခံနေရတဲ့ဒေသတွေကိုတိမ်တဆင်းကလိုက်လုပေးနေပါတယ်။ တချို့နေရာတွေမှာဆိုငလင်ကြောင့်အစာအုပ်တွေကပြတ်နေဒုက္ခများနေကြရတာပေါ့အခုလိုလိုက်ကိုညင်ပေးနေရင်နဲ့နွယ်ပွင့်ရင်က6ကိုထိမိခဲ့ပါတယ်အပြန်စီးရကြတဲ့မှာသွာလာနေရတာဖြစ်လို့မတော်တဆထိခိုက်မိတာတွေလည်းရှိတာပေါ့6ကတိုက်မိပြီးစုမိကဒဏ်ရာရခဲ့တာပေါ့ဒဏ်ရာရပေမဲ့လည်းပုံမှန်အတိုင်းထင်ကဆေးလေးထည့်ပြီးနေနေပါတယ်ဒါပေမဲ့6ကမတက်တာပဲပြည်တွေလည်းထွက်လာတဲ့အတွက်ဆေးခက်မှာနောက်တစ်ခေါက်ဆေးကုသမှုခံယူနေရတာပေါ့နွယ်ပွင့်ရင်ကငလင်ပေးမှာအတနိုင်ဆုံးလှုပ်ပေးခဲ့သူဖြစ်တဲ့အတွက်အခုလိုဒဏ်ရာရတဲ့ပုံမှာဆေးမကောင်းနေကြပါဘူး ဂယုဆိုင်ကစေကုတပ်ဖို့ကိုလည်းမှားနေကြတာပါ6ရက်ကစရရအကုန်လုံးမထွက်ပဲစနေသေးတာပါအခုလက်ရှိမှာတော့ခွဲရမလို့လို့နဲ့ဝေခွဲရခက်နေတာဖြစ်ပြီးမေးခိုင်စည်းလဲထိုးခဲ့ရပါတယ်အခုလိုဒဏ်ရာတွေရအောင်ခဏတောင်ငလင်းဘေးအတွက်အလှကိုရဆိုင်ထားတာပါຫນွေဘိုးရင်ပိုင်ရှင်ကအခုချိန်ထိငလင်းဘေးမှာတိုင်းတထောင်ကျော်လှူဒန်းပေးခဲ့တာဖြစ်ပါတယ်တိုင်းတထောင်ကျော်အထက်ကိုလှူဒန်းပေးထားနိုင်တယ်လို့တကယ်လိုအပ်တဲ့နေရာတွေမှာသာလှူပေးခဲ့တာပါဒါအပြင်25ရာနှစ်အကြောင်းရလဲငလင်းပေးအတွက်ထပ်လို့ပေးသွားမှလို့သိရပါတယ်အလှငွေတွေအများကြီးလာလို့ပေးကြတဲ့ အတွက်ငလင်ဘေးကြောင့်ပြလဲထူထောင်ရဲတွေမှာလိုအပ်သလောက်လှူပေးသွားအောင်ပါသူများတွေကပေါပင်ဖြစ်ဖို့ခဏတာတာလှူပေးကြပေမဲ့နွယ်ပိုးရင်တို့ကသူများတွေမလှူတဲ့အချိန်မှလည်းတတ်နိုင်သလောက်လှူပေးနေကြပါတယ်ငလင်ကြောင့်အိုးရင်တွေပျက်စီးရတဲ့ဒေသတွေမှာခုချိန်ထစ်ကိုနေစရာခက်ခဲနေတုံးပါဒဲလီတွေထိုးပေးထားပေမဲ့လည်းပြီးခဲ့တဲ့ရက်မှာမိုးကကြီးတဲ့အတွက်ဘော့တီထကရေအိမ်ပြီးနေလို့မရအောင်ကိုဖြစ်သွားကြရပါတယ် ဒါကြောင့်မို့ပြန်လဲထူထောင်ရေးကိုအမြတ်ဆုံးပြန်လုပ်ဖို့လိုအပ်နေတာပေါ့လိုအပ်များကလည်းငလင်းကြောင့်ရေအိုတဲတဲဖြစ်တဲ့အချိန်မှသာအကူအညီပေးဖို့များတာသဘာဝဖြစ်ပါတယ်ရကြလာတဲ့အချိန်မှာလှူပေးဖို့တောင်တိတ်ဆိတ်မဝင်စားကြတော့ပါဘူး ဒါကြောင့်မို့တချို့အနုပညာရှင်တွေနဲ့ဆက်လီတွေကသာတနိုင်တလို့ဆက်လို့ပေးနေကြရတာပေါ့။နွယ်ပိုးရင်တို့ကလည်းလိုအပ်တဲ့နေရာတွေမှာလှူဒန်းပေးနေကြပါတယ်။နွယ်ပိုးရင်မိသားစုကဝန်တန်းတွေအပေါ်မှာလည်းအလှူဒန်းရရောပါတယ်။ဒါအပြင်သူ့ရဲ့ကလေးလေးကိုထိန်ပေးနေတဲ့ဆရာမရွာပြန်တဲ့အချိန်မှာလည်းအမှတ်တရလက်ဆောင်အနေနဲ့ရွှေဟန်ချင်းကိုလက်ဆောင်ပေးခဲ့တာပေါ့။ဒါအပြင် delivery သမားတွေပစ္စည်းပို့တဲ့အချိန်ဆိုရင်လည်းနွယ်ပိုးရင်မိသားစုကသူတို့ဆိုင်မှာရှိတဲ့အဝတ်အစားတွေနဲ့လိုအပ်တာတွေကိုတနိုင်တလို့လှူဒန်းပေးနေတတ်တာပေါ့။ဒါကြောင့်မို့လည်းချမ်းသာတစ်ထပ်ချမ်းသာလာကသူတို့ဆိုင်ကနာမည်ကြီးလာခဲ့ ကအပိတ်သူမြောက်လာခဲ့တာပေါ့အလှူအတန်းရရောပြီးငလင်ဘေးအလှူအတွက်ပင်မခံကမနာမနေလှူတန်းပေးနေတဲ့အနယ်ပေါ်ရင်ဆိုင်ပေါ့ပရိသတ်တို့ရဲ့အမြင်ကိုလည်းခမမပြပြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော် YouTube channel ကိုလည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့အောင်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ